ို့တကယ်တောင်းဝင်ယူလိုက်တဲ့အချိန်မှာတိုင်းပြည်တကယ်တည်ငြိမ်အေးချမ်းသွားမလားဆိုတဲ့ဟာကိုလည်းထည့်သွင်းစေတော့ဘူး။အဲ့ဒီကော်မရှင်ကမြမဆူဆယ်လေးလမ်းစဉ်ပါတီယာဖွဲ့ပြီးတဲ့ကော်မရှင်ပါ။ကျွန်တော်တို့ကနေဖွဲ့ပြီးထားတဲ့ကော်မရှင်မဟုတ်ဘူးအဲ့တော့ကျွန်တော်ဆိုလိုချင်တာကလေတမိုင်းတစ်ခုကိုတုံးတက်မယ်ဆိုလို့ရှိရင်ထုတ်လိုက်တဲ့စာအုပ်တုပ်ကိုဖတ်ပြီးတုံးတက်လို့မရပါဘူးဗျဒီတမိုင်းထဲမှာပါဝင်နေတဲ့အချက်လက်တွေကိုတောင်းဆီအောင်အကုန်လုံးကြည့်ပြီးမှတုံးတက်တာပုံမှန်တယ်ဗျအဲ့တော့ဆရာဦးချစ်ဆောင်ကိုလှည့်ပေးကြပါတယ်တိုင်းပြည်တစ်ခုကိုတိဆောက်တဲ့အခါမှာအခုလောက်လို့ပြောရဲအာဃာတ်ရှိတယ်လမ်းတွေပေါ်မှာ ငင်းချမ်းစွာအတူတချောင်းပါတဲ့ဆန္ဒပြနေတဲ့ပြည်သူလူထုကိုပြစ်တက်ခဲ့တယ်ဆိုတော့ပြောကြဆိုကြအလားဟိုရင်းကြသားကြတမိုင်းမှတ်တမ်းနေလဲအပြစ်ဝရှိတယ်အဲ့ဒီဟာတွေကိုတင်မုံချေရမယ်လို့တော့ထင်ပါတယ်အဲ့တော့ဘယ်သူကစပြီးတော့ခွင့်လွှတ်ရမှာလဲတင်မုံချေဆိုတဲ့ဇာတ်ကကူးမှနိုင်ငံရေးလောကတိုင်းကိုရောက်လာ1962ခုနှစ်ကျွန်တော်တို့နိုင်ငံရေးခေါင်းဆောင်တွေရဲဆဲဆဲအနေနဲ့ခံရတယ်အသက်ခံရတယ်အပြစ်ခံရတယ်နောက်ကျွန်တော်တို့69ခုနှစ်ဖြစ်တယ်84အလုံးသမားရေးခင်းမှာအပြစ်ခံရတယ်ကျွန်တော်တို့တွေရဲ့ ဝေးရပါအခွင့်အရေးတွေဘတ်ဒရိုက်ကစပြီးတော့ဒီမိုကရေစီအခွင့်အရေးတွေဆုံးရှုံးနေရလို့စဉ်ဆက်မတ်တိုက်တိုက်ပွဲဝင်တာတခုဖြစ်တယ်နောက်တစ်ချက်ငင်းညာရေးအတွက်ဘာမှမရလို့ကျွန်တော်တို့ငင်းညာရေးအတွက်တောင်းဆိုတိုက်ပွဲဝင်တာဖြစ်တယ်အဲ့ဒီလိုမျိုးလုပ်တဲ့ဥစ္စာမှာရှစ်လေးလုံးကျွန်တော်တို့ဝေဓုဆုံးဖြတ်ချက်အချက်သုံးချက်ရှိတယ်နံပါတ်1ဒီမိုကရက်တစ်နိုင်ငံတော်တည်ဆောက်ရေးအတွက်လုပ်ပြီးပြီလားမပြီးဘူးအဝေးကြီးအဲ့ဒါမှာအဟန္တာအများဆုံးဖြစ်တာက2008ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ်ဗျာအဲ့ဒါ2008ပဲဟုတ်လားအဲ့ဒီ2008အခြေခံဥပဒေကို ကျွန်တော်တို့ကမဖြတ်နိုင်ရင်တကယ်မှန်ကန်တဲ့ညီညာစင်မှုတွေမဖြစ်ဘူးနောက်တစ်ခါကျွန်တော်တို့ပထမတည်းကအစစာပေါ်ကနိုင်ငံရေးဆိုင်ဆိုင်မှာကျွန်တော်တို့တောင်းဆိုလာခဲ့တာဘာရှိလဲဆိုရင်ညီညာရေးဒီမိုကရေစီရေးအမျိုးသားပြန်လဲတင့်မြတ်ရေးဒါကိုကျွန်တော်တို့ဆက်ဆက်မှတ်တယ်အမျိုးသားပြန်လဲတင့်မြတ်ရေးအတွက်ကျွန်တော်မိကိုထပ်ခုနမိကိုပဲထပ်မေးပါမယ်အဲ့တော့တင်မုံချီရမာတွေရှိတယ်ဟုတ်ကဲ့တိုင်းပြည်တိဆောက်တဲ့ခါမှာအဲ့တော့ဘယ်သူကစပြီးတော့ခွင့်လွှတ်မယ်ကျူးလွန်သူကခွင့်ရမယ်အဲ့မှာကျွန်တော်တခုပြောပြမယ်နူရမတ်စစ်ကွန်ရုံးမှာ H Jackson ရှိတယ် တော့ဘာပြောလဲဆိုတော့ तू ကဂျူးတွေကို तू ကဘာလုပ်လဲဆိုတော့ရှင်းနေလိုက်တယ်ရှင်းနေအဲ့ဘာပြောလဲဆိုတော့ဂျူးတွေအနေနဲ့တကယ်တမ်း Oswald Agents ခါမှာတန်ပေါင်းများစွာတတ်ခံရတယ်အဲ့ဒီဥစ္စာကိုမှကျွန်တော်တို့က justice ဖြစ်တဲ့တရားစင်ရေလုံမပေးဘူးဆိုရင် တတ်တယ်ဂျာမန်လည်းမရှိဘူးเนาะဟစ်တလာလည်းမရှိဘူးလို့ဆိုတာရောက်တယ်တဲ့ဒုတိယကမ္ဘာစစ်ကြီးမရှိဘူးဆိုတာလည်းရောက်ပါတယ်လို့ပြောတယ်ဒါက तू ပြောတယ်ဆိုတာအဲ့တော့ကျွန်တော်ပြောပါမယ်မမပြူပါလဲရှစ်လဲလုံးလူလူအေးတော်ပုံကြီးဟာလှဲနေလျောင်းမင်းတော်မကြတကယ်ဖြစ်ခဲ့တယ်ဗျာ အဲ့ဒီအရေးတော်ဘုံကြီးအတွက်ကျူးလွန်သူဟာ confession ပြေကိုပြရမယ်ကျွန်တော်တို့ဒါဟာလုတ်ခဲ့တယ်လူလူကိုတတ်ခဲ့တယ်မားတယ်ပြောရမယ်တော့ပြောရမယ်ဝေခံရမယ်နောက်တစ်ခါအဲ့ဒီပုံမှာတောင်းဆိုရမယ်ဒါပေမဲ့နောက်ကိုဒါမျိုးမဖြစ်ပါဘူးမလုတ်ပါဘူးဆိုတော့ပထမဆုံးကျူးလွန်သူကပြောကိုပြောရမယ်အဲ့ဒီတော့မပြောဘဲနဲ့ကျွန်တော်တို့ကညီညာဆင်ကြီးပြောနေလဲအပေါ်ပဲ2008အောင်မှာညီညာရေးပြောနေလဲပဲဗဇက်ကညီညာနေတာပဲဘာမှမဖြစ်တော့ဘူးဗျဟုတ်ကဲ့ပါအဲ့တော့